ရုရှားလူမျိုးတွေဟာနေစင်ဘဝမှာအလွယ်တကူမပြုံးညီကြပါဘူးမင်္ဂလာပါပရိသတ်ကြီးကမ္ဘာနိုင်ငံအနှံ့ပြားမှာတွေ့ရလိရှိတဲ့ဖော်ယူတဲ့ပြုံးနေကိုတော့ရုရှားနိုင်ငံရဲ့နေစဉ်ဘဝမှာအလွယ်တကူမြင်တွေ့နိုင်ဖို့အတွက်ခက်ခဲပါရည်။ရုရှားနိုင်ငံမှာလမ်းပေါ်မှာပဲဖြစ်ဖြစ်ဆိုင်ထဲမှာပဲဖြစ်ဖြစ်ရုရှားလူမျိုးအများစုဟာအမြဲတမ်းတည်တည်ငြိမ်ငြိမ်နဲ့မျက်နှာသာတင်းတင်းရှိနေရတာကိုသတိထားမိနိုင်ပါရည်။ဒါဟာသူတို့အတွက်တကူးတကမျက်နှာကိုပြောင်းလဲပြင်ဆင်ထားတာမျိုးမဟုတ်ဘဲနဲ့သူတို့ရဲ့ပုံစံကဒီတိုင်းပါပဲ။ ရုရှားလူမျိုးတွေဟာစိတ်မကောင်းစရာတွေများနေလို့လားဒါမှမဟုတ်သူတို့ရဲ့ယဉ်ကျေးမှုမှာအပြုံးနဲ့ပတ်သက်ပြီးထူးခြားတဲ့အယူအဆတွေရှိနေလို့လားစသဖြင့်ဒီလိုမျိုးတွေလည်းထင်တတ်ကြပါသည်ဒီနေ့မှာတော့ရုရှားလူမျိုးတွေဘာကြောင့်အပြုံးရည်နေပြီးတော့မပြုံးကြတာလဲဆိုတာကိုစိတ်ဝင်စားစရာချက်လက်တွေနဲ့အတူလေ့လာကြကြရအောင်ပါပထမအဦးဆုံးရုရှားယဉ်ကျေးမှုမှာအပြုံးနဲ့ပတ်သက်တဲ့အယူအဆတွေဟာတခြားနိုင်ငံတွေနဲ့အတော်လေးကွဲပြားပါသည် ရုရှားလူမျိုးတွေအတွက်အပြုံးဟာစစ်မှန်တဲ့ခံစားချက်ရဲ့ရောင်ပြန်ဟမှုတစ်ခုဖြစ်တယ်မီအကြောင်းမဲ့တသက်ပြုံးပြတာမျိုးကိုယူသားမှုမရှိတာဒါမှမဟုတ်အယုဒိမရှိဘူးလို့ယူဆတတ်ကြပါလိမ့်အမြဲလိုလိုဟိုသွားဖြဲပြဒီသွားဖြဲပြလုပ်နေတဲ့ပြောင်ဆန်းဆန်းအနေထားတွေကိုသူတို့ကမကြိုက်ကြဘူးလို့ဆိုလိုချင်တာပါအကြောင်းမရှိပဲပြုံးတာဟာလူမရဲ့လက္ခဏာဆိုရဲရုရှားရဲ့ဇာကပုံတစ်ခုကလည်းရှိနေပြန်ပါသေးတယ်ဒါကြောင့်မလို့ရုရှားလူမျိုးတွေဟာသူတို့ရဲ့စစ်မှန်တဲ့ခံစားချက်ကိုသာအပြုံးနဲ့ဖော်ပြလိမ့်ရှိပြီးမရင်းနှီးတဲ့သူတွေဒါမှမဟုတ်ဒါမှန်ချင်းတွေမှာအလွယ်တကူပြုံးပြတာမျိုးကိုအထူးသဖြင့်ရှောင်ရှားတတ်ကြပါလိမ့် ဒုတိယအချက်အနေနဲ့ရုရှားလူမျိုးတွေဟာသူရဲ့ဆက်ဆံရေးမှာပို့ပြီးတော့တိုက်ရိုက်ပွင့်လင်းတဲ့ပုံစံကိုသဘောကျကြပါရည်။မလိုအပ်တဲ့ခြိုးသားတဲ့စကားလုံးတွေဒါမှမဟုတ်အပေါ်ယံပြုံးတွေကိုအသုံးမပြုဘဲသူရဲ့အတွင်းစိတ်ခံစားချက်ကိုတည့်တည့်ပြောဆိုတာကိုပို့ပြီးတော့လေ့စားကြပါရည်။ဒါကြောင့်မလို့လဲဝန်ဆောင်မှုပေးတဲ့နေရာတွေမှာတော့ဝန်ထမ်းတွေကအမြဲတမ်းပြုံးရည်ပြီးတော့ဝန်ဆောင်မှုပေးနေရမျိုးကိုသိပ်မတွေ့ရပဲ။မျက်နှာထားတည်တည်နဲ့ပဲဘာယူမလဲဘာစားမလဲဘာလုပ်ပေးရမလဲရော့ဒါယူဒီလိုပုံစံမျိုးပဲဖြစ်ပါရည်။တို့တို့အရေးကြီးတာကလုပ်ငန်းကိုကျွမ်းကျင်ပိုင်နိုင်စွာနဲ့ထိထိရောက်ရောက်ရှိအောင်လှုပ်ဆောင်ပေးနိုင်မှုပဲဖြစ်ပါသည် နောက်ထပ်အကြောင်းရင်းတစ်ခုကတော့သူတို့တွေမျက်နှာသားတရားခြင်းရဲ့အကြောင်းရင်းမှာတမိုင်းကျောင်းနဲ့ရာသီဥတုရဲ့အခန်းကဏ္ဍတွေကလည်းပေါ်ဝင်ပါတယ်။ရုရှားနိုင်ငံဟာရာသီဥတုအင်မတန်ကျန်းတဲ့နိုင်ငံတစ်ခုဖြစ်ပြီးစောင်းရာသီဟာအချိန်တော်ကြာမြင့်ပါတယ်။ဒီလိုမျိုးအေးဆက်တဲ့ရာသီဥတုနဲ့ခက်ခဲတဲ့ဘဝအခြေအနေတွေကြောင့်ရုရှားလူမျိုးတွေအနေနဲ့ပိုပြီးတော့ဒီဒီငြိမ်ငြိမ်နဲ့ခံနိုင်ရှိတဲ့စိတ်ဓာတ်ကိုမွေးမြူခဲ့ကြတာလည်းဖြစ်နိုင်ပါတယ်။အပြောပါနဲ့ပတ်သက်လို့လေဘွဲကြီးပွဲကောင်းရဲ့လို့ဘွဲတော်ကြီးတွေထားရှိထားတာမျိုးမဟုတ်ဖ ೇನೆ တနေ့မှနှစ်ခါသုံးခါလောက်ပဲအပြောပါနဲ့ပတ်သက်တဲ့ဘွဲတော်တွေရှိတာဖြစ်ပါတယ် ဒါကြောင့်မလို့သူတို့ဟာအမြဲတမ်းပြုံးကြည့်ဖို့အတွက်မဖြစ်နိုင်မင်းနဲ့ရုပ်တည်နေပဲနေကြတာများပါတယ်။နောက်ပြီးတော့လူရဲမျက်နှာမှာအပြုံးကိုဆင်လိုက်ခြင်းဟာအပြစ်မှတ်ကဖုံးကွယ်ထားတဲ့စိတ်ဓာတ်ကိုလည်းထင်ဟပ်စေတယ်လို့ရုရှားလူမျိုးတွေကယူဆထားကြပါတယ်။ဒါပေမဲ့ရုရှားလူမျိုးတွေဟာလုံးဝကြီးမဖော်ယူတဲ့သူတွေအပြုံးကြီးနေတဲ့သူတွေတော့လည်းမဟုတ်ပြန်ပါဘူး။သူတို့ဟာယင်းဤတဲ့တငယ်ချင်းတွေမိသားစုဝင်နေတဲ့ချစ်ခင်မြတ်လို့ရတဲ့သူတွေနဲ့အတူရှိတဲ့အခါမှာတော့ပျော်ရွှင်ညီမောကြတာကိုတွေ့ရနိုင်ပါလိမ့်။သူတို့ရဲ့ဖော်ရွှေမှုနဲ့ချစ်ခင်မှုကိုရရှိဖို့အတွက်အချိန်ယူပြီးယင်းဤမှုတည်ဆောက်ဖို့တော့လိုအပ်နိုင်ပါလိမ့်။ ချုပ်အပြင်းပြောရမယ်ဆိုရင်ရုရှားတွေဟာနေစင်ဘွားမှာလွယ်တကူမပြုံးညီကြတာကသူတို့ရဲ့ယဉ်ကျေးမှုအယူအဆနဲ့တိုက်ရိုက်ပွင့်လင်းတဲ့ဆက်ဆံရေးကိုနှစ်သက်တာတမိုင်းကြောင်းနဲ့ရာသီဥတုလွှမ်းမိုးမှုတွေကြောင့်အများကြီးဖြစ်ပွားတယ်။ဒါကြောင့်မလို့အပြုတ်မှုတစ်ခုကိုတိုင်းတာတဲ့အခါမှာကိုယ့်ရဲ့ယဉ်ကျေးမှုဘောင်တွေပဲတိုင်းတာလို့မရဘူးဆိုတဲ့အချက်ကိုလည်းတတ်သိပြနေတာဖြစ်ပါတယ်။ရုရှားလူမျိုးတွေရဲ့တီကျတဲ့မျက်နှာအောက်မှာရွေးထွေးတဲ့နှလုံးသားနဲ့စိတ်မနဲ့ခံစားချက်တွေရှိနေတယ်ဆိုတော့ကျွန်တော်တို့အားလုံးနားလည်ဖို့အတွက်လိုအပ်ပါတယ်။နောက်ထပ်လည်းဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုရှားပွေတင်ဆက်ပေးပါဦးမယ်။ ဒါမျိုးလေးတွေကြည့်ရတာကြိုက်နေတတ်တယ်ဆိုရင်ကျွန်တော်တို့ရဲ့ channel လေးနဲ့ page ကိုလည်း like and follow subscribe လုပ်ထားဖို့အတွက်မမေ့ပါနဲ့။အစုံကြီးကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။